ရီးမီးယားလိချန်ပီယံလက်စတာအသင်းဟာမေလ22ရက်နေ့ညနေပိုင်းကရန်ကုန်မြို့ကိုရောက်ရှိခဲ့ပြီးရွှေတဂုံဖျားကိုဆက်လက်ထွက်ခွာခဲ့ကရွှေတဂုံဖျားကိုဖူးမြော်ခဲ့ပါတယ်။လက်စတာအသင်းဟာ2015ရာသီမစတင်ပြီးကလည်းရွှေတဂုံစည်ရီတော်ကိုလာရောက်ဖူးမြော်ခဲ့ဘူးတယ်လို့သိရပါတယ်။လက်စတာအသင်းလာရောက်ခဲ့ရမှာရန်ကုန်ပြည်ပြည်ဆိုင်ရာ၄၀အတွင်းလာရောက်ကြိုဆိုတဲ့ပရိသတ်တွေများပြားခဲ့တယ်လို့ရွှေတဂုံဖျားကိုတွားရောက်ဖူးမြော်ရမှာလဲလာရောက်ခဲ့ကြတဲ့ပရိသတ်တွေအထူးများပြားခဲ့ပါတယ်။ လက်စတာအသင်းဟာထိုင်းစီးပွားရေးလုပ်ငန်းရှင် V ထိုင်းကပိုင်ဆိုင်ပြီးပြီးခဲ့တဲ့မေလ16ရက်နေ့နဲ့19ရက်နေ့တွေက ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုတွားရောက်ခဲ့ပြီးထိုင်းနိုင်ငံကနေတဆင့်မြန်မာနိုင်ငံကိုလာရောက်ခဲ့တာဖြစ်ပါတယ်လက်စတာအသင်းဟာရွှေတဂုံဖျားကိုဖူးမြော်ပြီးတဲ့နောက်မှာမေလ22ရက်နေ့ညပိုင်းအချိန်ကရန်ကုန်မြို့ကနေပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ 안녕하세